အဲ့ဒီအချိန်တိပိမော်ရောက်နေတဲ့ငပင်ဟာဟဲ့ပိုင်းလီစင်းတော်ကဒါလို့ဆိုရင်ရပြီဘယ်ဘယ်လို့ဆင်းရမှာလဲငပင်ရဲ့ခုနကတက်လာတဲ့အတိုင်းဆင်းလိုက်မကြောက်နဲ့အောက်ကိုမကြည့်နဲ့ဒီအတိုင်းပဲဆင်းလိုက်နော်ဒလူနဲ့ပိုင်းလီတယောက်ဆင်းရအောင်နေကြည့်ဆောင်ပြီး အောက်ကိုပြုတ်ကျသွားတယ်မနက်ရောက်တဲ့အခါမှာတော့ဖိုတူရိုလီယောက်ကောင်းကျင်းမောင်းစားနေရော မိဝိုင်းနေခိုင်စုတို့ရောက်လာကြတယ်။မိဝိုင်းမကဟဲ့ညီတို့ကကူမစားလုံးလားဟ။ငါတို့ဆိုစားပြီလို့ရေမိုးတော်ချုပ်ပြီးထွက်လာကြတာ။အေးအဲ့လိုဆိုလဲနင့်ကိုစားဖို့မခေါ်တော့ဘူးနော်။ငါတို့ဘာသာငါတို့ပဲစားတော့မှာ။ခိုင်စုကိုတော့ခေါ်လိုက်ပါဟ။ခိုင်စုစားအောင်လေ။ဒါဖိုးထုအမိကိုယ်တိုင်ပေါင်းထားတဲ့ငကြိတ်ပေါင်းဟ။ဟဲ့ဟဲ့လား။ငါငချေပေါင်းရမ်းကြိုက်တာဟာစားမယ်နော်ဒီလိုနဲ့ စားနေကြရင်လည်းမိဝိုင်းမကမြင်မြင်စားကြလေဒီနေ့ခိုင်းစုတို့ရွာတစ်ပတ်လိုက်ပြရမှာဆိုတော့နေအောင်လိုက်ပြလို့ရအောင်စောစောလေးအရာထွက်မှဖြစ်မယ်ဟအေးဟုတ်သားပြီခိုင်းစုဒါနဲ့နေပယ်ကိုသွားကြင်လေပိုင်လေးကတော့တော်ရဲသွားပြီးရင်တပီကုန်းရွာပဲသွားကြင်တယ်လို့ပြောတယ်ဟအဲ့လိုပဲသွားကြမလားရရလေအဲ့လိုပဲသွားကြတာပေါ့ဟိုတော်ရဲသွားတာကတော့ဟုတ်ပါပြီငါတို့ကတော်ရဲမှာဘာပင်သွားခုကြမှာလေဟ ဇောင်းကြားသည်ခုပြီးတော့တခါလေးတုံစားမယ်လေကွာမင်းတို့ဇောင်းကားသည်ကြိုက်ကြရင်မလားဇောင်းကားသည်ဆိုတာဘာလေကွာငါတကားမစားဘူးဇောင်းလျားသည်ဆိုတာကကျေပုံစံလေးလေကွာအချင်းမောက်တစ်မျိုးပဲကွာဟိုနောင်နောင်သေးရဲမှဆိုတခါလေးပါတယ်မင်းတို့ရမှာမရှိဘူးလားရှိမှာပေါ့ကွာဒါမဲ့မမေကဟိုကမစားရဘူးဒီကမစားအောင်နဲ့အရန်ချုပ်ချင်တာကွာအဲ့ဒါကြောင့်ငါမစားဘူးမစားဖို့ရင်စားသွားလိုက်တော့အရန်ကိုစားကောင်းတာ ဒီလိုနဲ့သူတို့တွေတော်တွေကဇောင်းလျားပေစီကိုရောက်လာကြတယ်။ဇောင်းလျားပေတော့ရောက်ပြီ။ဘသူပင်မတက်ခုမှလဲ။ငါတက်မယ်။ဟာမင်းတက်တက်လို့လားပိုင်လေးကမတော်ပြုတ်ကြနေမှ။ရရင်ငါတို့လိုရွှေရည်လုတဲ့အရာတွေကိုငါဘယ်တစ်ခုမှမလုပ်တတ်ဘူးကွ။အဲ့ဒါကြောင့်လေငါမင်းတို့ကိုအားကြတာပေါ့ကွ။မင်းတို့ငါပြောရင်ယုံမလားတော့မသိဘူး။ငါအပင်တစ်ခါမှမတက်ဘူးကွ။ဟမ်။နေအပင်တစ်ခါမှမတက်ဘူးပေါ့လေ။ ဟုတ်တယ်အပင်မွားနေပြုတ်ကြတဲ့ခန်းစားချက်ကဘာလဲဆိုတော့ငါကုတီမသိဘူးစပိန်လဲတဲ့ခန်းစားချက်လည်းငါမသိဘူးမမီးအားငါ့ကိုဖာတဆိုးသားလေးမို့ဆိုပြီးအမြဲကြီးဦးတဆိုင်နဲ့ထားခဲ့တာဟာပိုင်လေးစီကအဲ့လိုစကားကြားလိုက်တော့ဖိုးထုတို့တတိစင်မကောင်းဖြစ်သွားကြတယ်အဲ့ဒါနဲ့ငပိန်ကအေးဟုတ်တယ်မိတက်ပြုတ်ကြလေဘာမှပြုတ်ဘူးငါတို့မင်းကိုထမ်းပြီးတော့စေကန်လိုက်ပို့ပေးမယ်ဒီလိုနဲ့ငပိန်ကရှေ့ကနေတပိမောကိုတက်ပြပြီး ။ပိုင်လေးကလည်းငပိတ်နောက်ကနေတပိမောင်းလိုက်ခဲ့တယ်။အများကြီးမကူနော်။ငါတို့ချားရောက်စားလို့ရအောင်မယ်ကူ။ကြားလားငပိတ်။အေးကြားတယ်။ချားရောက်ဆိုတော့ဆယ်လုံးကြော်ကြော်လောက်ခုလိုက်မယ်လေကွာ။ဟိုကောင်တော်ဘောကတော့စားလောက်စားတာကွာ။အေးမင်းငါ့အကြောင်းသိရင်တော့ပြီးတာပဲ။ဒလုံးနဲ့ငပိတ်ကတပိမောင်းကနေဇောင်းရသီးတွေပြစ်စားပြီးပို့သူတို့ကအောက်ကနေလိုက်ကောက်ကြတော့လေ။ မိဝိုင်းနေခိုင်စုတို့ကတော့တပ်ပင်အောင်မှတိုင်ပြီးစကားပြောနေကြတယ်။ဒါနဲ့ခိုင်စုငါ့ကိုဆက်စုတယ်လို့တော့မထင်နဲ့နော်။အခုပိုင်လေးရလေငါတို့ရဲ့တငယ်ချင်းမဲဆိုတော့ငါတိကျင်တာလေးရှိလို့သူ့ကိုမေးဖို့ရတာလေအားနာလို့။အေးမေးလေ။သူနဲ့ငါအခုနင်းတို့ဖိုးထုတ်လို့ပဲငငယ်လေးကပေါင်းလာတာဆိုတော့ငါသူ့ကိုကြောင်အားလုံးသိတယ်ဟာ။ဒါဆိုငါမေးပြီနော်။သူဘလို့ဖြစ်ပြီးတော့စိတ်အောင်တက်ရတာလေ။အော်အဲ့ဒါလား။ သူ့မှာမွေးရပါနှလုံးရောဂါရှိရလေ။သူကလူကောင်းတယောက်လိုပဲဆိုပေမဲ့သူ့မိစီကနေဖီးယားတွေအရမ်းများလာတဲ့ကကြရင်စိတ်ပေါက်တတ်တယ်။ဟမ်ငါတို့မြင်ရတော့ပိုင်လေးမီဟာပိုင်လေးကိုတော်တော်ချစ်ရှာတာပါဟ။အင်းဟုတ်တယ်။ဒါပေမဲ့အဲ့လိုချစ်ခံရတာလေလူရာထက်ပိုသွားရင်ငုံချက်စရာကောင်းနေဟ။သူတို့စကားပြောနေတော့ဇောင်းလျာတိခုပြီးရလာတာတွေကိုတုတ်ပေါ်ဟာလာပေးတယ်။နင်တို့ဘာရီပြောနေကြတာလဲ။ ဘာမှမဟုတ်ပါဘူးခွာနင်ရတယ်ဆက်စုလိုက်တာဦးပဲခုလို့ကပြီးပလားအေးပြီးတော့မှာပါဒီမှာငါးလုံးတော့ရှာထားတယ်ဖိုးတူကဓာတ်နဲ့လီပြီးအမုံနဲ့နေထားလိုက်တော့တဲ့ငပိန့်တို့ဆင်းလာရင်တခါလေးစားရအောင်နဲ့အေးအေးပြီးရောနေထားလိုက်မယ်လေအဲ့ဒီအချိန်တိပိမော်ရောက်နေတဲ့ငပိန့်ကဟဲ့ပိုင်းလေးဆင်းတော့ကွာဒါတော့ဆိုရင်ရပြီဘယ်ဘယ်လိုဆင်းရမှာလဲငပိန့်ရဲ့ ခုနကတက်လာတဲ့အတိုင်းဆက်လိုက်မကြောက်နဲ့အောက်ကိုမကြည့်နဲ့ဒီတိုင်းပဲဆက်လိုက်နော်ဒလုံးနဲ့ပိုင်လေးတယောက်ဆင်းရာကနေကြေကျော်ပြီးအောက်ကိုပြုတ်ကျသွားပြီအမလေးအမေရဲ့ပိုင်လေးပြုတ်ကျသွားတော့ငပင်ရလေသမီးမွားကနေခေါင်းဆင်းလာတယ်လို့မိဘိုင်းမနဲ့ခိုင်းစိုးတော့ကနေစကားပြောနေတာပြေးလာကြတယ်ဟဲ့ပိုင်လေးနေအဆင်ပြေရလားပိုင်လေးကတော့ပြုံးပြီးတော့ဟဲ့ခိုင်းစိုး ငါသိပေမောပြောကြတဲ့ခန်းစားချက်ကိုသိပြီဟာသိပြီဟဲ့အယူနေတက်တက်မဲ့ပြုတ်ကြခန္ဓာတော့မဟုတ်ပါဘူးနော်ဒီလိုနဲ့တို့တတွေကုလာတဲ့ဇောင်းလျာသီးပြီကိုအဲ့ဒီနေရာမှာပဲအတုမုတ်တီနဲ့တို့စားနေကြတယ်ဟိုတတော်ကိုစားကောင်းတာပဲကွာမင်းတို့ရွာကဒူတရရွာကြီးနဲ့တွေ့လိုက်တာကွာလိုချင်တာအားလုံးရှိနေတော့တာပဲငါတို့စီမှာဆိုဒါမျိုးမရှိဘူးကတော်တော်စားကောင်းတယ်နော် ်အမုံမပါဘဲနေတော့သူ့ရသားချိုချိုချင်းချင်းလေးကဲကဲစကားမပြောကြနဲ့ဖိဖိစားကြဒီကောင်ကတီးတက်တယ်ကွတော်ကြတီးနေမှတောက်เสียရေကမပါနေဒုက္ခပဲပိုင်လီကကြားဖြတ်ပြောပြန်နေခဏနေတပြေကုန်းရှောင်းသွားကြမယ်နော်ဒလူနဲ့တို့တွေစားတော့ပြီးစားချင်းတပြေကုန်းရှောင်းထွက်လာခဲ့ကြတယ်အိမ်တော်တပီကုန်းရွာရဲ့နမိတ်ကြီး မော်ပြားတလဲဆိုင်မှုဖိုးဒူတို့ကပိုင်လီကိုခေါ်လာကြတာပါပိုင်လီဒါကတပီကုန်းရွာရဲ့မော်ပြားတလဲကွာအရန်စားကောင်းတော့မင်းဒီရွာကမော်ပြားတလဲစားပြီးရင်ဘယ်ကမော်ပြားတလဲမှပါဇက်တင်မတိုးတော့အရသာအဲ့လိုကွာတာကွာသိလားဒီမှာမှာပြီးရင်ငါတို့ဟိုဘက်ဆိုင်မှာသွားထိုင်လို့ရတယ်ဟုတ်လားကွာမင်းအဲ့လောက်တောင်ကြီးညာကောင်းနေမှာတော့လေမြမြသာမှားလိုက်တော့ကွာငါဒီမှာစားကြင်လို့တည်ရကြနေပြီဟာတည်ရတော့မကြပါနဲ့ဟိုပိုင်လေးရဲ့ တော့ကြလေမုတ်တွေပေါ်ကြသွားလို့နေမဲစားနေရလိမ့်မှာမိဝိုင်းအဲ့လိုပြောလိုက်တော့အားလုံးကဝိုင်းညင်လိုက်ကြတယ်ဒါနဲ့ဖိုတူနဲ့သူ့အားလုံးစားဖို့အတွက်မိုးပြားတလက်တွေကိုမှားလိုက်တယ်အရှိကျွန်တော်တို့ခိုးဘက်ကအဝူရှာဝဆိုင်မှာထိုင်မယ်နော်လာကြပြီပါဗျဒါနဲ့မိုးပြားတလက်ဆိုင်နေပေးချင်းကအဝူရှာဝဆိုင်မှာဝင်ထိုင်လိုက်ကြတယ်အဝူရှာဝဆိုင်မှာတော့တုတ်ပေါ်ကခုနကမိုးပြားတလက်ကဖိုတူကျွေးတာဆိုတော့ အခုအာဘူရှာကိုငါဝယ်တိုက်မယ်တောက်မှာမလားဟာကျွေးလာဆိုရင်တော့ဘာနေနေစားတယ်ကွာဒါဆိုငါအေးတိုက်မယ်တောက်မယ်မလားကြည့်လဲလုံးနော်အေးတွေရောဘူးတွေရောဘိုက်ထဲမှာဓပောင်းစုံနေမှဖြစ်မင်းမတော့ရင်မတော့နဲ့လေးငပင်းရဲ့ပိုင်လေးနဲ့ခိုင်စုတောက်မယ်မလားပြောပြီးပါရောလားဟာကျွေးတဲ့မြအကုန်စားပါတယ်လို့အဲ့ဒီအချိန်ဆိုင်ထဲမှာအော်ဂျင်းရဲ့အတန်ကြားလိုက်တော့ပိုင်လေးအောင် ဖြောင်းမီအဲ့ဒါဘာဖြစ်နေကြတာလဲကွာငါလည်းသိချာမသိဘူးဒါနဲ့ဘိုတူရိုတက်တွေစိုက်နှင်းမှာဖြစ်နေတဲ့ကိစ္စတွေကို နားဆင်ပြီးနားထောင်ကြည့်လိုက်တယ်။အော်လက်စားသက်တော့ဆိုင်မန်ရှင်ကပတ်စံမရှင်းရသေးဘူးလို့ပြောပြီးစားရည်သူကလည်းသူ့ပတ်စံရှင်းမိသွားတဲ့အကြောင်းညှင်းနေကြတာကွာမင်းတို့ရောဘသူကလိန်နေရလို့ထင်လဲပိုင်ရှင်ရလားစားရည်သူကလားမသိဘူးလေကွာသူတို့ပဲသိမှာပေါ့တေချာကြည့်ကြည့်လေကွာမင်းရလေး စကားတွေပြုမှုတွေကိုကြည့်ရင် တိတာတယ်။မင်းကဘသူလိမ်နဲ့ထင်းလို့လေ။ငါတင်တော့ဘာရင်မသိပဲမဲ့ဒီဆိုင်မရှင်ကလိမ်မိတောင်းမှာတော့မဟုတ်ဘူးရဲ့။အဲ့ဒါကြောင့်စားတဲ့သူကလိမ်နေလို့ထင်တာပဲ။ဟုတ်တယ်ပို့သူ။စားတဲ့သူကလိမ်နေရကွာ။ဟမ်။မင်းကဘလို့သိလဲပိုင်လီက။စားတဲ့သူကိုကြည့်ကျင်လိုက်လေကွာ။သူ့မှာပတ်စံနေဖို့ပတ်စံရင်လည်းမပါတယ်လို့။အင်ကြီးတွေဘာမိတွေမှလည်းအဲ့ဆောင်တခုမှမပါဘူးရဲ့။အေးကွာဟုတ်တယ်နော်။ဒါပေမဲ့ လက်ကကင်လာတာနေမှာပေါ့ကွာမင်းရလေဟမ်ခုနကကမင်းတို့ပြတာမကြားလိုက်ဘူးလားစားတဲ့သူကသူ့ပေးလိုက်တာပတ်စံကအသိကလေးလိုလေအေးကြားလိုက်တယ်လေအဲ့ဒါဘာဖြစ်လဲဟာစဉ်းစားကြည့်လीကွာလက်ထဲမှာကန်လာတဲ့ပတ်စံသိမလားကွာချွေးရည်နဲ့ကြည်နေမှာပေါ့မင်းရလေဝူးပိုင်လေးအဲ့လိုပြောလိုက်တော့အားလုံးကအံ့ဩသွားကြတယ်ဟာပိုင်လေးနေရဟုတ်လားကြည်လားဟာစာမလီနှင်းမောင်လို့လို့ပါလို့လို့နဲ့ခဏနေအောင် ငါသွားပြီးတော့ဖြည့်ရှင်းပေးလိုက်အောင်မေ။ဒါနဲ့ပိုင်လေးလေးနေရာကနေထသွားပြီးဖြည့်ရှင်းပေးလိုက်တော့ရီ။သူဖြည့်ရှင်းပေးလိုက်ပုံကိုကြည့်ပြီးတုတ်ဘောကခုနုဘူးနဲ့ကိုရိုက်လိုက်တော့ရီ။သေစံအပြောအဟုတ်နေပြီအလုကကြပစံအစာရှင်းပေးလိုက်တယ်။တာရုတာရုတာရုပါဗျာ။ဒီလိုနေသူတို့တွေစိုင်မာမုတ်တွေစားပြီးတဲ့အခါပြန်လာခဲ့ကြတယ်။ ူဘောကဘိုင်လေးတင်းသွားပြီဆိုတော့ဒါနဲ့ငါတို့တာပြီးပြေးသွားကြမှာလေပိုင်လေးကိုတပြေကုန်းရွာကရှေတကွန်လိုက်ပို့မယ်လေသွားကြမလားအော်အေးဟုတ်တာပဲရှေတကွန်းဟိုဒါမဲ့ငါစားတာများပြီးတော့လမ်းမလျှောက်ချင်တော့ဟုတ်ဖဲကြုံလေးပါလေးစီပြီးသွားရအောင်လေငါလှဲတကောင်မှမစီးဘူးကွာစီးကြမယ်လေဒါနဲ့ခဏနေတော့တပြေကုန်းရွာရဲ့ရွာကလာသားကောင်ကိုသာကျော်ရဲ့လှေးလာနေရကိုတွေ့လိုက်ကြတယ်ဟောဟောမှာ ကိုကြီးတာကျွဲလည်းလာနေပြီငါတားလိုက်အောင်မေးဒါနဲ့မိဝိုင်းမလေးတာကျွဲရဲ့အနေကိုတားလိုက်တယ်ဟေ့မိဝိုင်းတေးကြုံလိုက်ကြမလို့လားကင်လာတက်တက်ကိုကြီးတာကျော်တို့ကတော့ချက်ဆူနှကွက်ကမီးတောက်ပြီစကားတော့ပြောစရာမလိုဘူးဟေ့ဒါနဲ့တို့အောင်လုံးကိုတာကျွဲရဲ့နှဲဘော်ကိုတက်လိုက်ကြတော့တယ်ဒီလိုနဲ့ကိုသားကျော်လေးရေတကွန်နဲ့နေတဲ့နေရာတစ်ခုမှာသူတို့ကိုချပီးသွားပြီး ို့ထူးတို့လည်းလမ်းဆက်လျှောက်လာကြတယ်။တနည်းအားရောက်မှရေတံကြားလာနေပို့ထူးဟာဟာရေတံကြားတွေကနီးပြီတင်နေ။မြမြလျှောက်ကြကြီးငါရေစော့ချိန်နေပြီကွ။ဒါမဲ့ဒီငါဝှစ်ဆောင်ဖို့ယူလာပါတယ်ဟာရေစော့လို့ရအောင်။အေးဟုတ်ပါတော့ခိုင်စုငါလည်းမစဉ်းစားမိလိုက်ဘူး။တို့မိန်းကလေးဖြစ်ရလေသူတို့ယောက်ျားလေးတွေလို့လို့လည်းလည်းမရှိလိုက်တာဟာ။ဒါလို့နေသူတို့တတိရေဒီကွန်စီကိုခက်မြက်မြက်လေးတောင်းလိုက်ကြတယ်။ ရေတံခွန်အရောက်မှာတော့အားလုံးကပြုံမြူးနေကြပြီးရေစော့နေကြတော့တာပါ။ဟာကောင်းလိုက်တာအေးစက်နေရပဲကွ။ဘယ်နဲ့လဲ။မိငါတို့စီကိုလာလေတာတသက်မမေ့နိုင်အောင်ငါတို့ကတော့ဆွဲဆောင်လိုက်ပြီဟိ။မမေ့ဘူးမမေ့ဘူးစိတ်ကြ။နောက်အားရင်လည်းမကြမကြလားလေမ။ဒါနဲ့မင်းတို့ဖုန်းနံပါတ်တွေငါ့ကိုပေးလိုက်ကြအောင်ကွ။အိမ်ပြန်ရောက်မှယူပါကွာမင်းရလေ။အခုကလေရေထဲမှာဖုန်းပြုတ်ကြတော့မှဟုတ်ပေဖြစ်နေမှာ။အေးပါပြီးတာပဲ။ ဟိုငါတို့ယောက်ျားလေးတွေပဲတိတက်ပုံရှိုက်ရအောင်ခိုင်စုတို့အဖွဲကိုရိုက်ပေးပါအောင်ဟာဒါနဲ့ရေထဲမှာနေသူတို့တက်ပုံရိုက်ကြတယ်တပတ်မှလည်းမိဝိုင်းနဲ့ခိုင်စုတို့ကသူတို့ရေစုံနေတာကိုမုတ်ဆိုင်ကြည့်ပြီးအားကျနေကြတယ်ဒါနဲ့နေနောက်လည်းမကြမကြလာနေနော်ငါတို့ကဧည့်သည်မျော်တွေဟာတိလားအေးပါနင်တို့လည်းလာနေကြအောင်အဲ့ဒီကကြာရင်လေ ငါတို့ကငါတို့ရွာမှာရှိတဲ့နေရာတွေကိုလိုက်ပြမှာဒါနဲ့ပိုင်လင်းနဲ့နေတော့ဘယ်ကလေးကခင်းကြတာလဲဟာဟိုတက္ခာသူနေမကောင်းတော့ဆေးရုံတက်တော့တခါရေအခုတခါရေမှာငါတို့စုံတာနှစ်ခါရှိသေးတာဟေးဟလာဒါမဲ့နင်တို့နဲ့သူစကားပြောတာကလုံးဝတငယ်ချင်းရဲ့ရင်းကြီးရလို့ပဲပို့ပေါ်မှာနေမိုက်တယ်ဟာဟုတ်လားအရှင်ကလေးကငါတို့ကတငယ်ချင်းဖြစ်ဖို့ကံပါခဲ့လို့နေမှာပေါ့ဟာအဲ့ဒီအချိန် ဖို့တူတို့ရေကစားနေရဲ့ဘက်ကနေအတန်ကြားတာနေခိုင်ဆူဟာဟောဟုတ်မဘာဖြစ်နေကြမလဲမသိဘူးလာတွားကြည့်အောင်ဒါနဲ့တို့တို့တွေဖို့တူတို့ရေကစားနေရဲ့ဘက်ကိုရောက်လာကြတယ်ဟဲ့ဖို့တူဘာဖြစ်တာလဲဟာဒီမယ်လေဒီကောင်ပိုင်းလေးပြောမရအောင်ရေစော့နေရောဖုန်းမကင်ပါနဲ့ဆိုတော့အခုရေတွေကိုဖုန်းမြုပ်ကြသွားတာဟာအေးကောင်းနေကောင်းနေနင်တော့အစုခမ်းရတော့မှာပဲကောင်းနေတိလားအဲ့နောက်တော့ သူတို့တတွင်ရောင်ပြန်လာခဲ့ကြသည်ဖိုးတူအိမ်ကိုပြန်ရောက်မှာဖိုးတူအိမ်မှာပိုင်လေးအမေရောက်နေအောင်တွေ့လိုက်ရတယ်။ပိုင်လေးကသူ့အမေကိုတွေ့တော့ဟမ်အမေလိုက်လာလားဗျ။အော်တရေဒါလောက်နေပေးရတာကိုအားမရသေးဘူးလား။မနေ့ပြန်မှာပြန်မှာပါအမေက။တအားကလေးနှစ်ယောက်တည်းပြန်လာအောင်မှာဆိုလို့လားခေါ်လိုက်။ဒါနဲ့ခိုင်းစုရောပမာလေး။ ခိုင်ဆုကမိဝိုင်းတို့အိမ်မှာတာဖိုးတို့အိမ်မှာအိတ်တာဗျအန်နီလာခေါ်တာလေးကောင်းပါလေလက်ကီးမှာစိတ်ချရတာပေါ့ဗျာဒီလိုနေလမ်းရောက်တဲ့အခါမှာတော့ပိုင်လီကငါပြေးရတော့မင်းကွာဖိုးတို့ကနောက်တစ်ခေါက်လာလေပေါ့ကွာမင်းရလေငါတို့ဖုန်းမှတ်တွေလေမင်းနဲ့ရှိတာမင်းဟာငါဟိုပြေးရောက်ရင်ဖုန်းဆက်လိုက်မယ်နော်ငါမင်းတို့တတိယနေမှာกว่าတိလားမလို့လေတူတူပါပဲกว่าဒီနေ့ဟို ငါတို့အမြင်အမှတ်ရနေမှာပါကွဒါလို့နဲ့နောက်တနေ့မနက်မှာပိုင်လီတယောက်အောင်မန်းရွာကနေပြန်ရတော့မှာပဲဖြစ်ပါတယ်